ရီယယ်မက်ဒရစ်တိုက်စစ်မှုဘာပေဟာအစာရင်အူရောင်လုံးစေးရုံတက်ခဲရပြီးတဲ့နောက်9ကီလိုဂရမ်ဝေးချသွားခဲ့တယ်လို့စပိန်အကစားသတင်းစာမာကာကဖော်ပြခဲ့ပါတယ်ပြည်တည်းလေးစဉ်အတင်းကောင်းဆောင်ဘာဘီဟာရီယယ်မက်ဒရစ်အသင်းထဲတူ2025ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကစားပွဲအမေရိကန်နိုင်ငံကိုရောက်ရှိနေစဉ်မှာအစာရင်ဦးရောင်ယောဂါခန်းစားခဲ့ရတာပါ ဘာဘီဟာအဲ့ဒီယောဂါကြောင့်ပြီးခဲ့တဲ့ပတ်မှာဈေးရုံတရကုသမှုခံယူခဲ့ရပြီး Real Madrid အသင်းရဲ့ FIFA ကလပ်ကဘာဖလာ အုပ်စုအဖွဲ့ပွဲစဉ်နှစ်ပွဲစလုံးကိုလွှဲချုံခဲ့ရပါတယ်။မာကာရဲ့ဖော်ပြချက်အရဈေးရုံတက်ခဲ့ရတဲ့ဘာဘီဟာ9ကီလိုဂရမ်ဝေးကျသွားခဲ့ပြီးအသင်းနဲ့တူလေးချက်ငန်းပြန်ဆင်းနေပေမဲ့တိတ်ပြီးတော့ကျန်းမာပုံမရဘူးလို့သိရပါတယ်။ဘာဘီနေနဲ့ ဆာပါအတင်းရဲ့ကစားမဲ့ရီယယ်မက်ဒရစ်အတင်းရဲ့ဖီဘာကလပ်ကဘာဖလာအုပ်စုနောက်ဆုံးပွဲစဉ်မှာအရန်အဖြစ်ပါဝင်ကစားဝယ်ရှိရလို့မီဒီယာတွေကဖော်ပြနေကြပါတယ်။ဘာဘီဟာပြီးခဲ့တဲ့2024နွေရာသီက PSG အတင်းကနေရီယယ်မက်ဒရစ်အတင်းကိုပြောင်းရွှေ့လာခဲ့ပြီးပထမဆုံးရာသီမှာပဲပြိုင်ပွဲစုံ56ပွဲမှာ43ဂိုးထိသွင်းယူခဲ့တာပါ။